ဒါကြောင့်မို့ဒီရင်ကျေးမှုအရာဘုရားဘာသာဝင်တို့အတွက်ဒီသတင်းညွှန်လာပြီနေဆိုတာနေသူနေမြဖြစ်တယ်နေသူနေမြခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်ဒီနေ့သတင်းညွှန်လာပြီနေဆိုတာရသဗျာလက်ထက်တော်ခကလာတော့က ဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတာဝရိသနတ်ပြည်တက်ပြီးအဘိဓမ္မာတရားကိုဟောကြားခဲ့ပြီးဒီကနေ့ဒုပြည်ကိုပြန်လေးကြွလာတဲ့အမတ်တရားနေဒီနေ့ဟိုပဲအဘိဓမ္မာခါတော်နေလို့ဆိုတာဘိဓမ္မာခါတော်နေဆိုတာအဘိဓမ္မာတရားဟောတာကဝါဇုလာမကျတရားနည်းရစီစပြီးတော့ဟောတာ တရလာပီနေစဉ်ပီတ်အဲ့တပိမတရားဟောလု့ဆုံးသတ်နေ့လို့တမှတ်မှာဒါကိုပဲအပိဓမ္မခါရနေလို့ဆိုပြီးမြမပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ပိဓမ္မတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်၃လကြာအောင်မြတ်စွာဘုရားပိဓမ္မတရားတော်ကို တောင်းရင်သာနတ်ပြည်မှာဟောကြပြီဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုရဲဆောင်နှံ၄ကားကြီး30ရာနေပြီခန္ဓာတပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ဒီတရင်ညလာပြီနေဆိုရင်တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေ မိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညိုလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခဏကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကတရင်ညိုလာပြည်နေ့မှာမိထွန်းလာတော့ကတိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ ထုံးစံထုံတန်းစင်လာရမိထွန်းရတာဖြစ်တယ်ဗောဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဆော်တဲ့အနေနဲ့မိထွန်းရတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်းပွဲကျင်းပသလိုပဲကိုယ့်ရဲ့အစင်လာရလှုပ်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဆော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကို ချိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သတင်းညွှန်လာပြီးနေ့မှာမိထွန်းနေတို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက်ခတ်ပွဲအနေနဲ့မိထွန်းနေမိအလှဆင်ပြီးတော့မိထွန်းနေဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝါဒတွေကတော့ပြောင်းလိုက်တာဒါက ဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းထားတာဖះကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖះကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာဂျိုပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ် စိတ်ထဲမှာအာယုံပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်ကိုတမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တန်မိုးဟာစိန်လေးရဲ့တန်မိုးဟာဘယ်လောက်ကြီးတော့ဆိုလမ်းခင်းတဲ့ကြောက်အစည်းတရား ရောင်းတာနဲ့ဒီစိန်ကလေးတပွင့်နဲ့မတူဘူးเนาะအဲ့လောက်တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစီးတရားတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတပွင့်ရင်တံမိုးပတ္တမกว่าတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတံမိုးချင်းกว่าတတ်တယ်အဲ့တော့တံမိုးရှိတာဟာကိုရအောင်သူလိုရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလောက်တာမဟုတ်ပဲနဲ့ အထိပ္ပယ်ရှိရှိတို့ဗာပြေတို့သရဉ္ဇလာပြီမှာမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွရောက်လာတဲ့မြတ်စွာဘုရားကိုခေယူကျပူဆော်သောအဖြစ်တို့တွေပူဆော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဆော်တဲ့အနေနဲ့ အဘိဓမ္မာခါရောနေကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်တန်ဃာတွေလှူတာတဏ္ဍတန်ဃာပူဇာပေါ့နော်ယရဏသုံးပါးကို ပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာ မြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သား၂ယောက်ရှိတယ်အဲ့ဒီနတ်သား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တအူးနဲ့တအူးဟာလှူတဲ့အတိုင်းတပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူး အဲ့ဒါလေးကိုခရုစိုက်ပြီးတော့မှတ်သားထားဖို့။တယောက်ကတော့အင်ကုရဏတ္တလို့ခေါ်တယ်။ပြီးတော့မှတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကပြီးတော့မှတရားလာနာဖို့ဘုရားနာရောက်နေတယ်။အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနီးပါမှာထိုင်နေကြတယ် တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာ နတ်တွေဟာတဖွဲဖွဲရောက်လာကြအဲ့လိုရောက်လာတဲ့အချိန်မှာအိနကနတ်သားကထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကုရနတ်သားကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုပ်ဆုပ်ပြေးလိုက်ရတယ်သူတို့ကျတော့အချိန်ဝါချင်းမတူလို့ရှိရင်လူဟာရှေ့ရမထိုင်ရဘူးနော်သူကသူ့အလိုအလျောက်ကို အရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပေးတာနောက်လာလိုက်ဆုတ်ပေးလိုက်လာလိုက်ဆုတ်ပေးလိုက်နဲ့ဆိုဖရားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တေယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူစနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်ကုရဏန္တာကိုလှမ်းမေးတယ် နေပါဦးငါနှမ်းမှမထိုင်ပဲနဲ့နောက်ဆုံးဆုံးပြီးတော့သွားတာဒီအိန္ဒကနတ်သားကတော့ငါနားလေးတွင်ထိုင်နိုင်တယ်သူကဘုံကိုချီတယ်ဘာလို့နောက်ဆုံးပေးရတော့ဆိုရှင်ပြားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလှုပ်ကြတာချင်းတူပါတယ်တဲ့အိန္ဒကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရ်မြတ်ယဟန္တာမထေရ်မြတ်ကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့ သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့7နှစ်ကြာထမေးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရာစေရနာရဲစွမ်းအားလဲကြီးမားတယ်ပေါ့ခဏလို့စိန်လေးကတပွင့်လဲပဲဖြစ်စီနော် တမ်းမိုးချီးတယ်သူကတော့လမ်းခင်းကြောက်တယ်ရောင်းရတဲ့လူလိုပဲ သူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တမန်လူလူခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိ ပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတဲ့လိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးတတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့ဆိုလို့ လူလူပြောရင်တော့ຢာထူးငယ်တယ်ပေါ့เนาะကိုယ်ရဲ့ຢာထူးကြီးတဲ့လူလာရင်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလေလာရင်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒီလိုဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးတွေကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြရမယ်ဖြစ်တယ် ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလိုပါဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းသီလသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အီချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဒေသနတ်ပြည်ကကြွလာတဲ့ဖះကို ်ငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနရှစ်ပါးသီလဆောက်တည်လိုက်တယ်ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်ဒီကနေ့ငါရှစ်ပါးသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်ဖျောင်းနိုင်တဲ့ဒီတိုင်းထွန်းရင်လည်းဒီ ဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဆော်ပါတယ်လို့ပန်းလေးတဝင်းလှူရင်လည်းဒီပန်းဟာတဝရင်သာနတ်ပြည်အပြီးတမတရားဟောပြီးပြန်ကြွားခဲ့တဲ့မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဆော်ပါတယ်ဆိုရင်ပူဇာရဟေပူဇေယတော်ဗုဒ္ဓေဝယတိဝတာဝကေပပိစာသမဋိကံတိတိဏ္ဍသောကပရိတဝေစိန်ဟာတံမိုးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဆော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတံမိုးကြီးတယ် လမ်းခင်းနဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးကြကြီးကြီးနော်အဲ့ဒါလို့ကြွယ်ပြားချာနာသွားတယ်လို့ဆိုရလေဦးတာဝရိန္ဒနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်အဲ့ဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကပြန်ကြွတယ်အဗိဓမအခါတော်နေဖြစ်တယ်ဆိုတာတစ်ခု မြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသတင်းညို့မိထုံးမွဲတွေလှုပ်ကြတယ်။ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ။အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသကောင်းမှုရသွားတယ်အများကြီး။နောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်။ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလာသတင်းဝါလာကျပ်ပြီးဆိုရင် ခေးထွက်ကြတယ်။ ကိုနဲ့ဒီနဲ့နေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခီးထွက်ကြမယ်ခီးထွက်တဲ့အခါဒီပဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာတော့ဆိုလို့ရှင်ကိုယ့်ကိုယ်မပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာ request လောက်ထားဆိုလို့ရပါတော့ သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါယဉ်ကျေးမှုတစ်ခုပဲလူတွေရဲ့ယဉ်ကျေးမှုတုံးနဲ့တူဆိုပါစို့ဒီလူတယောက်မဟုတ်တာလောက်တာကြားတယ်မဟုတ်တာလောက်တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော်ပြီမပြောရဲလို့မပြောဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာ ရှင်ကျင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ်ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ခံပန္တိပဝရိမိဒိဋ္ဌိနာဝသူတ္တိနာဝပရိသင်္ခာယဝါ ရှန်တစ်ပါးကတပါးချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပြည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီအပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြရပဲဖြစ်စီအရှင်ဘုရားတို့ကိုယ်တိုင်ကတပြည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပြည့်တော်ကို ပြောဆိုကြပါတတိပေးပြောဆိုပါနော် ဝရန္တုမံအာယတမံတော်ရှင်ဖျားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္ပံဥပါဒါပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ်ဒေါသနဲ့အပြစ်ရှာတာမျိုးတော့မဟုတ်ရဘူးနော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာတမံတော်အနုကမ္ပံဥပါဒါတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါ တပီတော့အကျိုးလိုလားတဲ့စိတ်နဲ့ပြောပါတယ်ပတ္တန်တော်ပฏิကရိတာမိရှင်မရတို့ပြောတာကိုတပီတော့ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့တပီတော့ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတာဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့နော်ပဝရဏဘွယ်ပဝရဏဘွယ်နဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင် တပားနဲ့တပားနော်အပြစ်ရှင် ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလဆိုလို့ရှိရင်ဩကတာကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စေရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော် ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုပြစ်တို့ပျောက်ပါစေခြင်းကျုံဟာဆိုလူကြီးသူမတွေမိဘတွေကိုခရော့တယ်တော့ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုပဲအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူး ကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတာဖြစ်တယ်မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကိုစော်ကားပြီးပြန်မတောင်းမှန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှင် သူ့ရဲ့ဘဝတိုးတက်မှုတွေကထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတယ်တည်တဲ့အခါလဲဒီအပြစ်ကြောင့်ဒုက္ခရောက် မတောင်းမှန်လို့ရှိရင်တခါတခါကိုကမြင်တာကတမျိုးသူဖြစ်တာကတမျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့ချက်မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားအမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင် နောင်တလျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတဲ့ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော် ဘေဟာမရီယာလှုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်။အဲဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်။ဒီကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်။အဲ့ဒါကိုတတိထားရတယ်။နေစဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်။ကိုစီပြန်ရောက်လာတတ်တယ်။ကြားဘူးကြားလိုက်မယ်။ ဒီဩစဩစတြေးလျအပေါ်ရီဂျီနီဆိလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေဩစတြေးလျဩစီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြည့် အဲ့ဒါပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်က ကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥပမာပဲလူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ် ကွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေးပြန်ရောက်လာတတ်တယ်ကောင်းတာလို့ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလို့ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်အဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှင်ပံဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာ မမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုကျုံမြင့်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်နဲ့တွေ့တယ်ယဟန္တာတော်နဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီရဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်သတ္တပင်ကနဲ့တူတယ်လို့ပြောနော်သူတို့သတ္တပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော် စပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကူရောပြုံးနေစသဖြင့်ငါနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဖြင့်နဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ ဟိုအနုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေခင်ကတော့သဘောမကျကြဘူးအပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကလိုက်ပွဲကားရတဲ့အဆင်ရောက်အဲဒီဇလန်းအကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ ကံကြမ္မာရဲ့တဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဟာတတိထားရတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြည့်စုံကဗုဒ္ဓကဝှထားတဲ့အဝေါကလည်းပဲ ဟိုကောင်းတဲ့ဥပမာမဟုတ်ဖယ်နဲ့တက်ခေါက်ဆိုးတဲ့ဥကိုဝတ်အနေထိုင်ညင်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလုတ်တဲ့လုတ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုယ်သတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီကိုယ်ကိုပြည့်ရှင်ပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တရားကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဘာသာဝင်တို့အတွက်ဒီတရင်ညလာပြီနေဆိုတာနေရုနေမြတ်ဖြစ်တယ်နေရုနေမြတ်အခါသမယမှာ လှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာ ဖြစ်တယ်ဒီကနေ့ကုသနေထူးနေမြအခါသမယမှာကုသကောင်းမှုလုပ်ကြတယ်မန္တလေးမြို့ကအဲသူတို့ဥအောင်မြင့်စိုးနော် တော်နှင်းနှင်းသက်မိသားစုတွေကဓမ္မပုစာအနေနဲ့ဟုတ်သူပဲငါးသိန်းချက်လူတန်တယ်နောက်တစ်ခါဒီကြောင်းတိုက်မှာတန်ခါတိလရှင်အလုံးတို့အနေဆုံးစကတ်တယ်ဆွမ်းအလှရှင်အနေနဲ့လူချတန်ညတယ်နောက်တစ်ခါဥပဝင်းတော်ညို့ pressure ရုပ်ဆိုင်မိသားစုကဓမ္မယုံကြီးအတွင်းမှာသတင်းသုံးတဲ့ ကျောက်ဆင်းတို့ပုရရဘွားတော်နှစ်စုမှာတမန်ဇဝဲပေါ်တွင်တင်ထားတာကိုခုမြတ်စွာဘုရားနဲ့တင့်တော်တဲ့ပလင်တော်ကိုနှစ်ခုလှူဒန်းပြီးတော့မြတ်စွာဘုရားထိုင်ရပလင်ကိုလှူတယ်။ဥမျိုးတန်တော်မူမူဝင်းမိသားစုတို့ကဆေးအလှဖြင့်အဲငါးသိန်းချက်လှူဒန်းတယ်။ဥေသိန်းတော်မြင့်မြင့်ဝင်းမိသားစုတွေကလည်းဆေးအလှဖြင့်ငါးသိန်းချက်လှူဒန်းတယ်။ဥမင်းသူတို့မိုးတိတညို့မိသားစုကဆဲလှူတော့၃သိန်းချက်လှူဒန်းတယ်ဥဆိုင်ပန်းအောင် တော်နဲ့နဲ့ဝင်မိသားစုကဆေးလှူတော့တသိန်းချက်လှူတယ်။ကိုအောင်စီသူဖြိုးဆေးလှူတော့တသိန်းချက်။နောက်အဲ့ဒီလူရှင်တွေကပဲရန်တော်၁၈ပါးအတွက်ဟုတ်လား။အဲလှူတော်ငွေ၃သိန်း၆၀၀ရှင်သာမဏေ၂၈ပါးအတွက်ဒီ၂၀၀၂သိန်း၇၀၀ နော်တိရရှင်14ပါအတွက် တသိန်း၄ဆောင်ချက်စုစုပေါင်း9သိန်း9000ချက်ဒါကကိုကိုကိုမျိုးတန်းတို့လှူတာလားဟမ်အလုံးအပေါင်းအော်ဒီမိသားစုတွေအကုန်လုံးပေါင်းပြီးတော့လှူတယ်နောက်တစ်ခါဆွမ်းကတ်တဲ့မိသားစုကလည်းလှူအေးအော် ။တန်ဃာရီတိနာရှင်နေ့အလုံးတစ်ပါးကိုတသောင်းချစေ။အေးအသိကိုသာကလည်းလှူဒန်းနေတဲ့။နောက်ခုနကတော့ဧည့်သည်လားပြန်သွားလား။ဩရှိသေးတယ်။အောင်လန်ကပါရည်ရချက်တော့ဘာဥတီလှူတာတော့။ဟမ်နဝကမဥခိုင်ဥခိုင်ထွန်းတော်တီတီလင်း တမီကြည်မြတ်နိုးခင်ဟုတ်လားမိသားစုတို့ကနဝကမ္မအဖြစ်ဥထုငွေ15သိန်းကျပ်လှူတယ်ဒီကနေ့အမတ်တရအလှူတွေကိုတို့တွေလှူရတန်းရတယ်ဆိုတာဒါနာကုသိုလ်စောတိရတာကသီလကုသိုလ်တရားဓမ္မနာရဘာဝနာကုသိုလ်လို့ခေါ်တယ်အဲ့ဒီမှာအမျက်ဆုံးလို့ပြောကြမယ်ရှင်သူ့အနေနဲ့သူတော့ဒီဆိုပါစို့ တရားပင်ဆိုင်လဲတံမိုးရှိတာပဲဟင်းသီးမြက်ပင်ဆိုင်လဲတံမိုးရှိတာပဲသူအကျိုးနဲ့သူတော့ရှိတာကြီးပဲအကုန်လုံးဒါနာကောင်းမှုလဲလုံးဝမှာပဲဘာလို့လို့ဆိုရင်လူဘုံလူတွေသုံးဆောင်ရတာဒါနာကောင်းမှုချောင်ရတာနော်အသက်ရှိတာကျမ်းမာတာသီလကောင်းမှုချောင်ရတာအသိပညာရှိတာဘာဝနာကောင်းမှုချောင်ရတာဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုဆုံအောင်လုပ်ရမယ်ဒါနာလဲလုံးဝမှာပဲဒါနာမလုံးဝဘူးလို့ဟောရင်နားမထောင်နဲ့အဲ့ဒါသီလမလုံးဝဘူးလို့ပြောရင် ဝိပဿနာသာအထောက်အမဲဒီလိုမဟုတ်ဘူးနော်ဒါနလည်းလုပ်တိလာလည်းလုပ်ဝိပဿနာလည်းလုပ်သူ့အကျိုးပေးနဲ့သူပဲလောကမှာပစ္စည်းဥစ္စာဆိုတာလည်းမရှိလို့မဖြစ်ဘူးလူဖြစ်နေသည်နိဗ္ဗာန်ရောက်သွားရင်တော့မလိုဘူးပေါ့နိဗ္ဗာန်မရောက်သေးခင်ကို့မှာပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံဖြည့်ရမယ်နောက်ပြီးတော့ကျမ်းမာရမယ်အသက်ရှင်ရမယ်အသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတော့ကုသိုလ်ကောင်းမှုတွေဟာအဓိကတော့အလုံးကိုအကျိုးပေးနိုင်တာဖြစ်တယ် သို့သောအထုဝိသေတာအကျိုးပေးတာမျိုးလေးတွေလည်းရှိတယ်ပေါ့ဒါကြောင့်ဒါနာကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစီစဉ်ဥစ္စာတွေပြည့်စုံတယ်တိလကောင်းမှုကြောင့်ကျမ်းမာတဲ့အသက်ရှိတယ်ဘာဝနာကောင်းမှုကြောင့်အသိဉာဏ်ရှိတယ်ဆိုဒီဟာတွေကလူတွေအတွက်လိုအပ်ချက်တွေဖြစ်လို့ကုသိုလ်ကောင်းမှုတွေကိုတို့တွေတွေစူးစမ်းအထောက်အမှာဆိုရရသော်ဗျာကဧဝံသာတေနမစ္ဆေနကတ္တဗံကုသလံမွေးဖွားလာတဲ့တရားတရားဟာ ကုသိုလ်ကောင်းမှုကိုကြိုးစားပြီးပြုပါလို့ဒီလိုခေါ်တာเนาะကုသိုလ်ဆိုတာဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့ဒီထဲမှာသူခေါ်ပုံညတ်တာအုတ်စေဟောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးမှချမ်းသာတယ်တဲ့လောကလူတွေကတော့ငွေစုမိရင်ချမ်းသာတယ်လို့ထင်တာเนาะငွေစုမိလို့ချမ်းသာတာကသုံးညံသုံးရတဲ့ချမ်းသာမှုမျိုးမချမ်းသာဘူးလို့ဆိုလိုတာမဟုတ်ဘူးအဓိကဒီချမ်းသာမှုတွေကိုပေးနိုင်တာကုသိုလ်ကမှပေးနိုင်တာလို့ဆိုလိုတယ်เนาะဒါကြောင့်ကုသိုလ်ကောင်းမှုကိုအဓိကထားပြီးတော့ ိုယ်ရင်နဲ့နှလုံးထဲမှာကုသဖြစ်အောင်နှလုံးသွင်းပြီးကုသတရားဖြစ်ပေါ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာမင်